အားလုံးပဲမင်္ဂလာပါခင်ဗျာယလင်းဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါရစေဗျကျွန်တော်ဒီနေ့တင်ပေးမယ့်အကြောင်းအရာလေးကတော့ ChatGPT ရဲ့ဒီ Go Plan ပေါ့နော် Go Plan ဒီ1 year free ပေးနေတာကိုအခမဲ့ရယူပုံယူနီကိုတိုင်ယူပုံယူနီလေးကိုအစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ဖုန်းမှာပဲဖြစ်ဖြစ်ကွန်ပျူတာမှာဖြစ်ဖြစ်ကိုယူမဲ့ device ပေါ့နော် free ဝင်ယူမဲ့ device မှာကျွန်တော်တို့အိန္ဒိယပြည်ပြင်အဲ အရင်ဦးဆုံးချိန်ပြရမှာဖြစ်ပါတယ်ဗျကိုအဆင်ပြေတဲ့ VPN ကိုတုံးလို့ရပါတယ် free VPN ပဲဖြစ်ဖြစ်ဒီဝယ်သုံးရတဲ့ VPN ပဲဖြစ်ဖြစ်ကိုတုံးနေကြ VPN ကိုတုံးလို့ရတယ်ဗောနော်အဲ့ထက်မှရှိရဒီအိန္ဒိယ location ကိုချိန်ပြရမှာဖြစ်ပါတယ်အဲကျွန်တော်ကဂျန်ဂျန်နဲ့တုံးနေကြဆိုတော့ဂျန်ဂျန်နဲ့ပဲချိန်လိုက်မှာအိန္ဒိယဗောနော်အိန္ဒိယ location ချိန်လိုက်မယ်ဘယ် VPN နဲ့ပဲချိန်ချိန်ရတယ်ဗောနော် ဒီလိုမျိုးအိန္ဒိယ VPN တစ်ခုချိတ်လိုက်ပါချိတ်ပြီးပြီဆိုတာနဲ့ကျွန်တော် browser ဖွင့်လိုက်ပါเนาะကျွန်တော်ကွန်ပျူတာနဲ့ပြပေးမှာဆိုတော့အဲမိတ်ဆွေတို့ကဖုန်းကနေဝင်ယူတာဆိုရင်တော့ကျွန်တော်တို့ဒီ Play Store ကနေပြီးရောချက်ကြည့်ဒီလိုမျိုး VPN ခံပြီးရောရင် Play Store ကနေချက်ကြည့်ပြီးဒီကိုကျွန်တော်တို့ဒီ version နောက်ဆုံး version ကို update လုပ်ပြီးတော့ဖြစ်ဖြစ် clear data လုပ်ပြီးတော့ဖြစ်ဖြစ်အကောက်ပြန်ဝင်ပေးရင်ရပါတယ်ခင်ဗျာပြီးပြီဆိုတာနဲ့ကျွန်တော်တို့ချက် GPT မှာ ဟိုဒီ browser တခုမှ ChatGPT လို့ရေးရှာလိုက်မယ်ပေါ့နော်အဲ ChatGPT လို့ရေးရှာလိုက်သူ့ရဲ့ကျွန်တော်ပုံမှန်သုံးနေကြတဲ့အတိုင်းပဲ website တွေအများကြီးရှိရပေါ့နော်အဓိကကတော့ chatgpt.com ဆိုတဲ့ website ကိုသွားရမှာပေါ့နော်ဒီအပေါ်သုံးနာလေးမှာ ChatGPT ဆိုတာရှိပါတယ်ဒီ website ကိုဝင်လိုက်ပါခင်ဗျအဲဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော် default အပြင်ဆိုရင်တော့ဒီအပေါ်မှာတန်းပြီးတော့အပေါ်ရယ်ပေါ့နော်ကျွန်တော်ကွန်ပျူတာမှာလည်းဒီမှာ agave for free ဆိုပြီးတော့ပေါ်ရယ်ပေါ့နော်အဲဒီလိုမျိုးပေါ်နေရင်ဒီဟာကိုနှိပ်ပါအကယ်၍ဒါမှမပေါ်ဘူးဆိုရင်လည်းဒီအောက်မှာကိုအကောက်ဝင်ထားတဲ့နေရာမှာဒီ agave ဆိုတာလေးရှိရယ်ပေါ့နော် အဲဒီ aggregate လေးကိုနှိပ်လဲရရပါတယ်ဘယ်နေရာကိုနှိပ်နေရရပါတော့ဒီ aggregate ကိုနှိပ်လဲရရတယ်ဒီအပေါ်က aggregate for free ကိုနှိပ်လဲရရတယ်အကယ်၍မိတ်ဆွေကအကောက်ဝင်ရသေးဘူးဆိုတော့ဒီမေးတစ်ခုနဲ့ရင်ဦးတော့အကောက်ဝင်ပြီးလိုက်ပါတော့ဝင်ပြီးပြီဆိုတာနဲ့ဒီအောက်က aggregate ကိုပဲနှိပ်နေအပေါ်က aggregate for free ကိုပဲနှိပ်နေအစဉ်ပြေနေရာကိုနှိပ်လိုက်ပါကျွန်တော်ဒီပေါ်ပဲနှိပ်လိုက်မယ်ပါတော့နှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်ဒီနေရာမှာ free plan ရှိရဲကျွန်တော် double အားဖြင့်အကောက်ဝင်ပြီးတော့အကောက်ဝင်လိုက်တာနဲ့တန်းပြီးတော့သုံးတဲ့ plan ပေါ့နော်ဒါ free plan လို့ခေါ်ပါတယ်။သူက free ပေးသုံးနေတာပေါ့။ free မှာကျတော့ limited ရှိရပြ။ဥပမာအားဖြင့်ကျွန်တော်တို့ ဟိုတာမန်အားဖြင့်မေကွန်းတစ်ခုနှစ်ခုလောက်ပဲချက်ချပြီးတော့မေးရမျိုးဆိုရင်တော့အကြောင်းမဟုတ်ဘူးကျွန်တော် project light ခြီးပြီးတော့မေကွန်းနေရာယာနဲ့ထောင်နဲ့ခြီးပြီးမေးရမျိုးဆိုရင်ကျွန်တော်ဒီ free plan အဆင်မပြေတော့ဘူးပြသူရဲ့ daily limit တွေရှိရပါတော့အဲ့ limit တွေကျော်သွားရင်သူကအလုပ်ဆက်မလုပ်တော့ဘူးဒါကြောင့်မို့အဆင်မပြေဘူးပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်ချက်ချပြီးတော့လာတင်ကြီးပေးပြီးဝယ်ဝယ်သုံးနေရတာပေါ့ဒီနေရာမှာတော့အဲ့လိုမျိုးလာတင်ကြီးပေးပြီးတော့ဝယ်သုံးရတဲ့ဒီ GoBrand 1 year ကိုကျွန်တော် free coupon unit လေးကိုပြပေးမှာပေါ့နော်အဲဒီမှာ Go ပေါ့နော် အဒီအကယ်၍မိတ်ဆွေရဲ့ကွန်ပျူတာဒါမှမဟုတ်ဖုန်းမှာဒီလိုမျိုး Go brand agate to free ဆိုတဲ့ဟာလေးပေါ့နော်ဒီမှာဒီလိုမျိုး free လေးမပေါ်ခဲ့တော့ရှင်ဟိုကျွန်တော် VPN ကိုအိန္ဒိယ VPN လေးကိုချိန်ပြီးတော့ clear data လောက်ပြန်ဝင်ကြည့်ပေါ့နော်ဖုန်းထဲမှာဆိုရင်ကွန်ပျူတာမှာဆိုရင်တော့အဆင်ပြေပါတယ်ဗျအဲဒီနေရာမှာ Go ဒီ Go agate to go ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်နှိပ်ပြီးရင်ကျွန်တော်ခဏဆောင်းပေးလိုက်ပါဗျ ူကဒီ pro ဝယ်သုံးမဲ့ဆိုရင် provision နဲ့ဝယ်သုံးမဲ့ဆိုရင်အာသူကဟို limit တွေမရှိတော့ဘောနော် daily limit တွေမရှိတော့ဘူးပုံတွေထုတ်ချင်တာပဲဖြစ်ဖြစ်မေးခွန်းတွေမေးချင်တာဖြစ်ဖြစ်ပို့ပြီးတော့လည်းမြန်သွားတယ်ပုံမှန် free plan ထပ်ပို့ပြီးသုံးလို့ကောင်းတယ်ဘောနော်အဲသူ့ရဲ့ license ကြီးနဲ့ဝယ်သုံးမဲ့ဆိုရင်တစ်နှစ်စာကိုဒီလောက်အမောက်ပေးရမှာဘောနော်အဲ့ဟာကိုကျွန်တော်ကဒီမှာ0 amount နဲ့ဘောနော် free ရမှာဘောနော်သူကတွဲမဲ့ဘောနော် ChatGPT go plan ကိုတွဲမဲ့ for တွဲမဲ့ free ရယူမယူနေလေးပေါ့နော်ဒီနေရာမှာကျွန်တော်တို့အာ cut ဆိုတဲ့နေရာလေးကိုချက်နှိပ်လိုက်ပါအများစုကဒီနေရာထိအဆင်ပြေရဗျာဒီ cut ချိတ်တဲ့နားဒီမှာအဆင်မပြေတာအဲကျွန်တော်မြန်မာနိုင်ငံရှိဒီ value visa card တို့ဒါမှမဟုတ်ရင် JCB card တို့ visa card တို့ master card တို့ ਨੇ ချိတ်တဲ့အခါမျိုးမှာအဆင်မပြေဖြစ်ကြတာဗောနော်ကျွန်တော်တို့ card line နေဖြစ်ပြီးတော့ချိတ်လို့မရတာဗောနော်အဲ့လိုမျိုးဖြစ်နေတဲ့သူတွေအတွက်ကျွန်တော်ရဲ့ဒီ yellow blog ဆိုတဲ့ Telegram channel လေးမှာကျွန်တော်ဒီမှာ ဒီ ChatGPT Goblin 1ရဲ့အခမ်းအနားယူမဲ့သူများတွေအိန္ဒိယ Fake Bankat များဆိုပြီးဘဏ်ကန်၅ခု sample တင်ပေးထားပါဗျ။အဲ့ဒီမှာဝင်ကြည့်လို့ရပါတယ်ဗျာ။ကျွန်တော်ရဲ့ဒီ Yellow Blog ဆိုတဲ့ Telegram Channel လေးကိုအဲမိတ်ဆွေရအခုဗီဒီယို Facebook ကကြည့်ရပဲဖြစ်ဖြစ် YouTube ကကြည့်နေရဖြစ်ဖြစ် comment မှာကျွန်တော် Telegram Channel link လေးချပေးထားပါဗျ။အဲ့ဒီကနေပြီးတော့အာ join ကိုနှိပ်ပြီးတော့ကျွန်တော်ရဲ့ Telegram Channel မှာဝင်ပြီးတော့ကိုယ်တိုင်ဒီကောင်လေးတွေကိုတစ်ခုမြတစ်ခုဝင်ပြီးသုံးလို့ရပါတယ်။ကျွန်တော်ဒီမှာ ဒီအိန္ဒိယ fan address လိမ့်စာတွေရောဘန်ကတ် frame တွေရောအထည့်ပေးထားပါတယ်ကိုကိုတိုင်း browser မှာရှာခြင်းတဲ့သူတွေအတွက်လည်း browser မှာရေးရှာလို့ရတယ်ပေါ့နော်ဒီအိန္ဒိယ fan ဘန်ကတ်တို့ဒါမှမဟုတ်ရင်အိန္ဒိယဟိုဒီ fan location ပေါ့နော်အဲ့လိုမျိုးရေးရှာလဲရပါတယ်ဗျကိုအစင်ပြထည့်လိုက်ပါကျွန်တော်ကတော့ဒီအပေါ်ဆုံးဘန်ကတ်တစ်ခုကိုပဲအရင်ဆုံးထည့်လိုက်မယ်အဲဒီကောင်အဆင်မပြေနောက်တစ်ခုထည့်ပြီးတော့ယူမယ်ပေါ့နော်အဲကျွန်တော်ဒီမှာဘန်ကတ်နေရာမှာဘန်ကတ်ထည့်လိုက်မယ် ော် sorry ကျွန်တော်ဒီရပဲရှင်းရှင်းလင်းယူလိုက်တော့မယ်နော် copy ယူထားရဟာဒါမိတ်ဆွေတို့ကျွန်တော် Telegram channel မှာတင်ပေးထားတဲ့ကတ်နံပါတ်ဒီပဲပေါ့နော်အပေါ်မှာဘဏ်ကတ်ထည့်ပါတော့ဘဏ်ကတ်ထည့်ပြီးရင်ဒီအောက်မှာကျွန်တော် expire date ပေါ့နော်ကတ်ရဲ့ expire date ထည့်ပါတော့3029536ပေါ့ 10လား29ဆိုတာ2029ပြောပါเนาะ10296ကဒီသူ့ရဲ့ CVC နံပါတ်ပေါ့เนาะ security number လို့ခေါ်တာပေါ့အဲဒီလိုမျိုးထည့်လိုက်ပါဒီကတည်းကကျွန်တော်ရဲ့ Telegram channel မှာတင်မိထားရပါเนาะ name နေရာမှာတော့ကိုအဆင်ပြေထည့်လို့ရပါတယ်အဲအဓိကအရေးကြီးဆုံးကဒီအောက်က VPN address ပေါ့เนาะဒီ address ကအိန္ဒိယ location ဖြစ်နေမှာရပါเนาะဘာကြောင့်လဲဆိုရင်ဒီ ChatGPT ကို plan သူကအိန္ဒိယကိုပဲ free ပေးရပါเนาะအဲကြောင့်မို့ကျွန်တော်တို့အိန္ဒိယ VPN ကြော်ပြီးတော့ဒီမှာအိန္ဒိယ location ထည့်ပြီးမှရမှာပေါ့เนาะ ကျွန်တော်အိန္ဒိယ location ကလည်းကျွန်တော်ခုနကပြောသူပဲကျွန်တော်ရဲ့ Telegram channel မှာငါလိပ်စာ၅ခုဆန်ပဲနေနဲ့ကျွန်တော်တင်မိထားရပါတော့အဲ့ဟာလေးတွေကိုမိတ်ဆွေတို့တွားယူပြီးတော့ထည့်သုံးလို့ရပါတယ်ဒါမှမဟုတ်ကိုကိုယ်တိုင် browser ကနေရှာခြင်းလည်းဆိုရင်လည်းရှာလို့ရတယ်ပေါ့နော်အဲကျွန်တော်အောက်မှာ address နေရာမှာဒါလေးထည့်လိုက်ပါပေါ့နော်အဲဒီလိပ်စာလေးတွေတော့မမကန်ထည့်ပြီပေါ့နော်စီးရီးနေရာမှာဒီကောင်လေးထည့်မယ်ပေါ့နော် အာပင်နေရာမှာကတော့သူ့ရဲ့ poster code ပေါ့နော် poster code ပေါ့အဲ့ဟာလေးကိုထည့်ပေးရမှာဖြစ်ပါတယ်ဇင်ကုတ်လူလည်းခေါ်တယ်ပေါ့နော်အဲ straight နေရာမှာလည်းသူ့ရဲ့ straight ကိုထည့်လိုက်ပေါ့နော် straight ကဒီဟာလေးပေါ့နော် m a h a r a s a t r a ပေါ့နော်အကောင်လေးကိုရွေးပေးလိုက်ပေါ့နော်သူကတော့ရေးဖြည့်လို့မရရွေးရမှာပေါ့ အဲ့ကြောင့်မိဘတို့ချက်ပြန်ကြည့်လိုက်ဟော M A H A I အာဒီဟာလေးပေါ့နော်ဒီလိုမျိုးရွေးပြလိုက်ပါရွေးပြီးဆိုတော့ဒီနိမ့်နေရာမှာလဲကျွန်တော်ဓာတ်ဖို့ပေးထားတဲ့ဒီနိမ့်လေးထည့်လဲရတယ်ဒါမှမဟုတ်မိတ်ဆွေတို့အဆင်ပြေရနိမ့်တခုထည့်လိုက်လဲရတယ်ကိုအဆင်ပြေထည့်ပေါ့နော်အဲ့လိုမျိုးထည့်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီအောက်မှာ ဒီကောင်လေးအမှန်ကြီးလေးချစ်ပြီပေါ့နော်ဒီ subscribe button လေးရပေါ့မှာရှိရဒီကောင်လေးအမှန်ကြီးလေးချစ်ပြီချစ်ပြီရတယ်ဒီ subscribe ဆိုတဲ့ button လေးအစိမ်းရောက်ခလုတ်ကလေးတစ်ချက်နှိပ်ပြီးလိုက်ပေါ့နော်တစ်ချက်နှိပ်ရင်သူက processing ဆိုပြီးလိုပြသွားလိမ့်မယ်ဗျအဲဒီလိုမျိုး processing ဆိုပြီးနည်းနည်းကြာနေရင်တော့ရဖို့များတယ်ပေါ့နော်အကယ်၍ဒီနေရာမှာ तू ကအဲကျွန်တော်ပြီးတော့မှရှင်းပြပြီပေါ့နော်ဒီနေရာမှာ i am i am not robot ပုံစံမျိုးပေါ့နော် i am human ဆိုတဲ့ကောင်လေးကိုအမှန်လေးချစ်ပြီချစ်ပြီ तू ကပုံတွေပါရွေးခိုင်းနေဆိုလည်းရွေးပြလိုက်ပေါ့နော်အဲ तू ရွေးခိုင်းနေအဲ तू number 4ပေါ့နော် verify လုပ်ပေးလိုက်ပါတော့เนาะအဲဒါဆိုရင် i human ကိုအဆင်ပြေသွားပြီပေါ့နော်အဲပြီးရင်ဒီ process တင်းနေရာမှာနည်းနည်းကြာဆိုရင်တော့ default အဖြစ်ဆိုရင်တော့ရတာများတယ်အကယ်၍မရခဲ့တော့ရှိရင်သူကဒီနေရာမှာ cap error ဆိုပြီးဒါမှမဟုတ် cap it deadline ဆိုပြီးတော့ဒီလိုမျိုးလေးပြမှာပေါ့နော်ဒီလို process တင်းဆိုရင်တော့ရတာများတယ်ကျွန်တော်ခဏလေးစောင့်ပေးလိုက်ပေါ့နော်အဲဒီလိုအမှန်ကြီးလေးပေါ်သွားပြီဆိုရင်ကျွန်တော်ရပါပြီခဏလေးစောင့်ပေးလိုက်ပါ ပြီးရင် chat gpt website ထဲကိုပြန်ရောက်သွားလိမ့်မယ်ပေါ့နော်ကျွန်တော်ခဏလေးစောင့်ပြီးလိုက်အောင်ပါမယ်လောကအရန်လွယ်တယ်ဗျဒီနည်းလေးကကျွန်တော် program မလုပ်တတ်ဘူးဆိုရင် online မှာရောင်းစားနေရလည်းရှိရပေါ့နော်ကိုကိုတိုင်းအဲ့လိုမျိုးဝယ်သုံးလိုက်လေရတယ်ကျွန်တော်အဲ့လိုဝယ်သုံးဒီ chat gpt program ကို free use ခြင်းမြင်မဲ့ဓာတ်စင်ကြီးကို ဒီအခမဲ့ပေးတဲ့ဟာယူဝယ်သုံးနေရမှာဆိုကျွန်တော်ဒီဗီဒီယိုလေးကိုလုတ်ပေးခြင်းဖြစ်ပါတယ်ဗျ။အဲဒါဆိုရင် you are now subscribe to ChatGPT Go ဆိုပြီးတော့ဒီလိုအသေးအဆာတန်လေးပေါ်ပါပြီဆိုတော့ရပါပြီ။အဲကျွန်တော်ဒီအောက်မှာလဲကိုယ့်ရဲ့အကောင့်ပေါ်မှာအောက်မှာ Go ဆိုပြီးတော့ free ရနေ Go ဆိုပြီးပြသွားပြီပေါ့နော်။ဒါမှမဟုတ်ကျွန်တော် setting နဲ့ဝင်ကြည့်လဲရတယ်။အဲ setting နဲ့မှာကျွန်တော်တို့ဒီနေရာမှာပေါ့နော်။အကောင့်မှန်နဲ့တူတယ်။အော်ဟုတ်တယ်။အကောင့်မှန်နော်။ဒီမှာကျွန်တော်တို့အာ ဒီမှာဒီဇင်ဘာကျွန်တော်အခုစလုပ်တဲ့ရက်ပေါ့နော်ဒီဇင်ဘာ12ရက်က2025ကနေစပြီးတော့1 year ပေါ့နော် ChatGPT Go brand ကိုသူကတစ်နှစ်တာအခမဲ့အသုံးပြုခွင့်ရရပြီဖြစ်ပါတယ်ဗျအဲနီးလေးကရမ်းကိုလွယ်တယ်ပေါ့နော်အဲဒီနီးလေးကိုဒါမိတ်ဆွေကိုကိုယ်ရဲလှုပ်တဲ့သွားရင်သူများကိုပြန်ပြီးအခမဲ့လှုပ်ပေးခြင်းလဲစေနာလှုပ်ပေးလို့ရတယ်ဒါမှမဟုတ်ပြန်ရောင်းစားခြင်းလဲရောင်းစားလို့ရတယ်ပေါ့နော်အဲအခုနီးလန်းလေးကတော့ရမ်းကိုလွယ်ကူပါတယ်လိုအပ်တဲ့ information တွေကိုကျွန်တော်ရဲ့ Telegram channel မှာတင်ပေးထားပါတယ်ဗျဒီ video ရဲ့ comment မှာ Telegram channel link လေးပေးထားပါတယ်ဗီဒီယိုလေးကိုအဆုံးထိရှိပေးကြတဲ့အတွက်တူးချင်းတွေအထူးပဲကျေးဇူးတင်ရှိပါတယ်